အနန္တရာတဲ့။တန်ရုပ်ပါဠိတော်မင်းတရားဓမ္မတွေဖြစ်စီမင်းရံပါမိတွေဖြစ်စီကွာတဲ့။ဒါကြရင်ဓမ္မနုဓမ္မပฏิပန္နအကျင့်ကိုကျင့်ပါစီ။အဲ့ဒါငါဗျာအနာရှိလို့ပူဇော်နေတဲ့ရိုသေပြုတ်နေတာပူဇော်နေတာအဲ့ဒါအူစကားပူဇော်ရကပူဇော်ရဲမှာဖြင့်အမျက်ဆုံးနဲ့ပူဇော်နေတာကွာ။တရားအထုတဲ့ပုဂ္ဂိုလ်ဆိုနေ ရင်းမိပဲတရားထုတ်တဲ့ပုဂ္ဂိုလ်များမှာငါဗျာအနာရှိလို့တဲ့အနန္တရရဲဒီပုဂ္ဂိုလ်ကတရားကျင့်နေတဲ့ပုဂ္ဂိုလ်များဖြစ်တဲ့ဒီနှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်များအလုံးကိုယုံတည်ပြုနေတာအလုံးကိုပူဇော်နေတာပူဇော်ကပူဇော်တယ်မှာလားအမျက်ဆုံးနဲ့ပူဇော်နေတာကွာသိချာဟောဟုတ်ပါဘူးတပည့်ကြပါပါအဲအပူဇော်ကပူဇော်တယ်မှာတရားထုတ်နေတာဒီဖျားကြိုက်တဲ့အပူဇော်အစေဟုတ်ပါဘူးတရားထုတ်နေတာဒီ သဘောကြလားဒါပြန်ပန်းရည်ဂန်တို့ကိုပရမဟာယပူဇာရလို့မလားဘူးဟုတ်ပါဘူးပူဇော်ပူဇော်ရတာပေါ့ဗျာသို့တော့အကျိုက်ဆုံးပူဇော်ရတာကဘာတော့တရားထုတ်ပြီးကျင့်ကြံနေတာငါဘုရားကိုအမှန်တရားနှိမ့်ဆိုင်တာနဲ့ပူဇော်နေတာဟုတ်ပါဘူးတရားထုတ်ပြီးပူဇော်ကြံလို့ရှိရင်လည်းကွာတဲ့ငါကြီးလေးပေးပါဦးမယ်အဲ့ကဲဒကာရမတို့အကျိုက်ဆုံးပူဇော်ရတာကိုလည်းဖြင့်တရားအထုတ်ပြီးပူဇော်တာ ဘုရားတော်ကဘုရားရှိခိုးနေကိုမဟုတ်ပါဘူးအာထုတ်နေရင်ပူဇော်နေတာသဘောကျအဲအဲ့တော့အဲ့ဒီကဲတော့ပူဇော်လို့ရှိရင်ပူဇော်ပုံကြီးကိုလည်းငါပြောပါအောင်ဒီကမှရေတိတ်ခွတ်တယ်တခါတော့နော်ပါပါဘုရားပူဇော်ပုံကြီးငါပြောငါဘုရားကြီးကွာတဲ့အသင့်အသင့်နှလုံးသွင်းပြီဒီကလားအမှန်အာထုတ်လိုက်တာနဲ့ငါဒီဥနာတိမရှိတဲ့နိဗ္ဗာန်ကြီးငါရောက်ခဲ့ပါလေ အသင့်အသင့်နှလုံးသွင်းတာယောနိသမိကာရပေါ့ဗျာအသင့်အသင့်နှလုံးသွင်းပြီးဒီကလာအာထုတ်တာနဲ့တမပဒာနဲ့အာထုတ်တာနဲ့နှလုံးသွင်းမှန်ပြီးအာထုတ်လိုက်တာနဲ့ငါရီတဲ့ဒုက္ခကသင်ကင်းခြင်းနဲ့ဒီရောက်ပါတယ်ငါဤတိသားများလည်းငါပူဇော်တယ်လည်းမြည်အောင်မင်းတို့လည်း ။ငါကဲတော့ပဲအူနာစီလောက်အောင်ဆိုလို့ရှိရင်အသင့်အသင့်နှလုံးသွင်းပြီးကလာအထုတ်လိုက်လို့အထုတ်ကြပါလို့သိချာတိတ်ကောင်းရမှာ။မှန်ပါဗျာ။သဘောကျ။မှန်ပါ။ဒါရင်ဒီလိုပူဇော်ကြပါဗျာ။နှလုံးသွင်းပြီးအထုတ်ပြီးပူဇော်ကြ။မင်းတို့ကိုသနာဖြင့်၎င်းငါပူဇော်ခြင်းဖြင့်၎င်းဒီနည်းကောင်းဆုံး။အဲ့ကိုကိုကိုသိလို့ချင်တယ်ဒါလို့ပေါ့ဗျာဘုရားကိုလည်းကြီးဆုံးပူဇော်ခြင်းဒါလို့ဒါလို့ရမယ်ဆိုတော့ပေါ်ပြီဒီကရမတို့ ်ဘုရားကိုအကြီးဆုံးပူဇော်ခြင်းလားဘုရားကိုအတူအောင်မယ်ကိုယ်ကိုယ်ကိုအသေးလွတ်ကိုရှာခြင်းလဲဘုရားကိုကဲဒီလောက်ဆင်ဖြင့်အာမထုတ်လို့ရှိရင်ဘုရားလည်းဗန္ဓညကြည်ညိုတာအကြီးဆုံးကပူဇော်ရမရောက်သေးပါဘူးရောက်ပါဘူးတော်ကြလားအာမထုတ်တဲ့ခါကျတော့ငါကိုယ်လည်းပြစ်ထားရတာပဲသိချင်းပြစ်ပြစ်စီတော့ကိုယ်ကိုယ်လည်းတနာရတဲ့ပုဂ္ဂိုလ်ဘုရားလည်းအလွန်ဆုံးကြည်ညိုတဲ့ပုဂ္ဂိုလ်လို့ဆိုလို့ရမရပါဘူးဟာကောင်းကောင်းကြည့်ပါလားကောင်းပါ ဒါပြန်တရားမလို့တဲ့ပုဂ္ဂိုလ်ဖရာအလွန်ဆုံးကြည်ညိုတဲ့အထဲလည်းပါသေးရဲ့မပါပါဘူးကိုယ့်ကိုအသေးလို့ရှောင်နေတဲ့အထဲကိုမပါပါဘူးဟာဇင်းလူတဲ့မိုက်တာတော့မရှိဘူး